ကျွန်တော်တို့ပြည်သူတွေကနိုင်ငံတွေမှာခွေးတွေဖြစ်နေတယ်နိုင်ငံခြားတွေမှာပြင်ပမဲ့ရင်းရုံးထုံးကန်နေရတယ်ကိုမလုံဘူးတဲ့အလုပ်တွေလုပ်နေရတယ်ကိုမနေဘူးတဲ့အစားအသောက်တွေကိုမကြုံဘူးတဲ့အရာတွေအားလုံးရင်းစည်းပြီးခံနေရတယ်ဘာကြောင့်လဲအစိုးရမကောင်းလို့ဒီအစိုးရပြည်သူတွေပေါ်ညစ်ပတ်လို့ဆိုတာဘာကြောင့်ပြည်သူတွေအခုချိန်ကြီးမမြင်တာလဲမြင်တဲ့ပြည်သူက30ရာခိုင်နှုန်းလောက်ပဲရှိတယ်80ရာခိုင်နှုန်းလောက်ကဒီအစိုးရရဲ့ဘောကိုပဲဆက်မနေရဘာတော့လဲ ကျမတိုက်တိုက်တော့တိုက်ခိုက်ကျမကျိတော့ကဲရကျမခရုကိုမဆိုင်တာရုပ်စိုးတယ်ပဲပြောပြောတရဲမကြီးပဲပြောပြောဗဆက်ပြဲမှာပဲပြောပြောထားကျမစိတ်နေတာကလေကျမတို့တိုက်ခိုက်ပြီးဆဲနေတဲ့လူတွေပေါ်တော့မှကျမထားပေးတယ်ဒါပေမဲ့အမတ်တရားတော့အမတ်တရားလို့မြေပါစေဆိုတဲ့စိတ်တွေပဲကျမမှာရှိရဲ့အရာကိုပင်မတဲ့တိလားမြေပါပြီးတော့အသက်ရှင်ရတာလေကျမမြေပါလူမျိုးဖြစ်နေတဲ့အတွက်ကြောင့်ကျမမြေပါပြီးအဲ့လိုနေပြီးပြောတာတို့ကျမမြေပါပြီးအထင်သေးကျမလုံးဝမကြိုက်ဘူးကျမဒီမြောက်တိုင်းကမှသာနေနေတယ်အခုချိန်ဒီလေး ကျမပြဖပြီကိုစော်ခါရကျမဘသူ့ဘာတိတ်ကြီးမခံဘူးဘသူ့ဘာတိတ်ကြီးမခံဒါပေမဲ့လေကျမစော်ခါရလူတွေကကိုပြည်သူချင်းချင်းဖြစ်နေရသူများနိုင်ငံကကျမဘသူ့ဘာမစော်ခါဘူးကျမဘလို့ကူကြီးရမလဲဆိုတာပဲဒါပေမဲ့ကျမပြဖပြီကကျမကူကြီးဖို့ကြိုးစားတယ်ပြည်သူတွေကကျမကိုပြန်တိုက်ခိုက်တာကျမကိုပြန်ကြိုက်တာဒီအောက်ဒန်းစားမသေးပါချေမေးအောင်လည်းမသေးပါချေကျမတို့ပြည်မနိုင်ငံကခံစားနေရအောင်မှာ တကယ်တကယ်ဟုတ်တယ်မြင့်မြင့်ရေပြောစရာစကားမရှိတော့ဘူးဘလို့ပြောပြရမှန်းမသိတော့ဘူးတနေ့တနေ့အဲ့ဒါလေးစဉ်းစားပြီးတော့လေအဲ့လေအဲ့လိုမပြောသွေးတွေသွေးပေါက်ပြီလဲကြထမင်းတော်မစားနိုင်ဘူးကျမလိုနိုင်ငံခြားမှာကကောက်မမနေနေရတဲ့လူအပူပင်မရှိတဲ့လူတော်မှာကိုယ်နိုင်ငံရဲ့ဒီလိုခံစားနေရတယ်ဆိုရင်မြေပြင်မှာထမင်းစားစရာမရှိမြေပြင်မှာရေတော့စရာမရှိမြေပြင်မှာကုသပေးမဲ့လူမရှိဘဲနဲ့နေနေရတဲ့စိတ်ဖေးတဲ့လူတွေငလျင်ဖေးတဲ့လူတွေဘလို့ခံစားရမလဲစဉ်းစားကြ ဘလောက်ညာသူတို့နေစိတ်ကောလူဟောပင်ပန်းနေမလဲသူတို့မှာအနာကတ်တွေလည်းမဲ့ကြောင်းတွေရလည်းမရှိပညာရေးတွေရလည်းမကောင်းမီးတွေလည်းမလားအရှာကိုစိတ်ပင်ပန်းနေကြပါပြီကျမတို့မြန်မာပြည်သူတို့နှိမ့်ဆက်တာတော်ကြပါတော့အခုနိုင်ငံတကာထဲတော့သူတို့ကပေါင်းပြီးတော့မှအခွင့်အရေးတွေယူနေကြတယ်ဒါရီအခုချိန်ဒီဘာလို့မပြေချသေးရလဲတူတူလက်တွဲပြီးဘာလို့မတော်လှန်ချင်ကြတာလဲဆိုတော့ကျွန်မအံ့ဩပြီ။အရာပြင်ပန်းတယ်တိလား။ တတိတတိလေးကိုပလာပဲကကောက်ဖို့ပိုနေရဆာရကိုသားသမီးလေးကြာကောက်ကောက်တက်ပြီးပြညာရည်နဲ့ထူးချိုးပြီးတော့ပါသူတို့ဘွားလေးတာယာလေးလေးအဲ့ဒါလေးကိုကြည့်ပြီးကိုကစိတ်မချမ်းသာနိုင်ဘူးမပြောနိုင်ဘူးအော်ကတကယ်ကြီးရဲ့သားသမီးတွေကမိတ်ဆွေတွေကပြည်သူတွေကပြိသက်တွေရဲ့သားသမီးတွေသူတို့လေးတွေဘယ်လိုခံစားနေရမလဲဘူဂျိုကြောင်းတွေပြိုကြတယ်ခလေးလေးတွေတနာစက်ဘယ်လောက်ကောင်းမလဲသူတို့ဘယ်လောက်ထိခံစားရမလဲအသက်ကြီးရွယ်အိုတွေဘယ်လောက်တိုင်းမရှားနိုင်ဆေးရုံကလူတွေအကုန်ပြိုကြတင်ဒါတွေဟာလေး ဗီဒီယိုရိုက်နေတာမဟုတ်ဘူးတိလားအရှင်လက်လက်ကြီးကိုခံစားနေကြရတာခရဲကြနေတယ်လို့